ကဲအခုကျင်းပနေတဲ့မလေးရှားမှာကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်တီးအစည်းအဝေးကနေအရှိဒီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဆက်သက်နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တရားဝင်အတိမတ်ပြုတ်လိုက်ပါပြီเนาะဒါဟောဘာကြောင့်ပြောရလဲဆိုတော့သူဟိုနေ့ဖြစ်ဆိုလက်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်ဒီမောကိုမြန်မာကကန့်ကွက်ခဲ့တယ်မြန်မာဆိုတာကလက်ရှိအာဏာတိမ်းထားတဲ့စစ်ကောင်စီအုပ်စုကဘာဖြစ်လို့ကန့်ကွက်ခဲ့လဲဆိုတော့ဒီမောမှာ NUG ရဲ့ဆက်ဆံရေးယုံဖွင့်ခွင့်ပေးခဲ့လို့ NUG ကတီ NUG ကိုတီမောကအဲပတ်သက်ဆက်ဆံခဲ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့เนาะမမီမမီမင်းအောင်နိုင်ကလေမမီမင်းအောင်နိုင်ကစိတ်ကောက်ပြီးတော့ဘာလုပ်လဲတီမောကိုကန့်ကွက်ပါတယ်ထားလုပ်တယ်အဲအဲ့ဒီမမီမင်းအောင်နိုင်စိတ်ပြစ်ပြီးကန့်ကွက်တာကိုစိတ်ဆိုးပြီးကန့်ကွက်တာကိုအောက်ကသူ့ရဲ့ဥကိုမပေးနေတဲ့ဟမ်ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ကောင်မျိုးတွေကဘာလဲလက်ပြောတူလေအတိုင်းဆက်လော့ ဲ့တော့လက်ရှိအာဆီယံအစည်းအဝေးမှာတဲ့မင်းအောင်နိုင်ကမတက်ချင်လို့မတက်တာတဲ့ကျော်မျိုးမင်းကအဲ့လိုဖာကြပြီးတော့ပြောင်းလဲနေတယ်သူ့ကိုမခေါ်လို့မတက်တာမဟုတ်ဘူးတဲ့သူကိုယ်တိုင်မတက်ချင်လို့အဲ့ဒါဘာဖြစ်လို့ဒေါ်နယ်ထရန့်နဲ့တွေ့မဲ့အချိန်ရှိလို့ပေါ့အဲ့တော့မင်းအောင်နိုင်မတက်ရင်တဲ့မင်းအောင်နိုင်တော့ကတော့ဘာမှမဖြစ်ဘူးတဲ့တကယ်ဖြစ်မှာကပါလေအဲလက်ရှိတီမောနိုင်ငံနဲ့တီမောနိုင်ငံအာဆီယံဖွဲ့ဝင်ဖြစ်လို့မရဘူးတဲ့မြန်မာလက်မှတ်မထိုးပေးလို့တဲ့မဲမတည်ရင်အာဆီယံတီမောအာဆီယံဖြစ်မှာ မြန်မာကလက်မှတ်ထိုးပေးမှဖြစ်မဲ့အတိုင်းအဲ့လိုပြောခဲ့ပြီးတော့ပြောခဲ့တာပြီးတော့အဲတီမောကလည်းစစ်ကောင်စီကိုတန်တမန်ရေးရဆက်သွယ်ထားတယ်ဆိုတော့တီမောရဲ့အနေထားကတော့ရှင်းပါပြီထိုင်းပုံစံမျိုးပဲနှမပါဟိုဘက်ဒီဘက်ခွက်ချက်ထားမှာပေါ့နော်နိုင်မြင့်လောက်အောင်ဒါပဲအဲ့တော့အခုတီမောကလည်းတီမောကိုအာဆီယံအဖြစ်လက်ခံလိုက်တယ်နောက်တစ်ခုထူးခြားတာက KIA KIO ကိုတရုတ်ကနေဆက်ဂိတ်၄ခုပြန်ဖွင့်ပေးလိုက်တယ် ရှင်းနေတာနော်အဲ့တော့နိုင်ငံရေးရဲ့အခြေအနေကတော့စဉ်းစားကြည့်ပေါ့နော်စစ်ကောင်စီတလောက်ပြောနေတဲ့ဂျာကနေ KIA KIO နေဆက်ကိတ်ပြန်ဖွင့်ပေးလိုက်သေးတယ်ဆိုတာတရုတ်ရဲ့လောက်ရက်ဒီဘာလုပ်တာလဲမင်းတို့ကောင်တွေစောက်တော့မကြဘူးမင်းတို့ကဒိုးပြီးတော့ဆိုတဲ့အထာမျိုးရှိုးလာတာလားဘလို့ဖြစ်ဖြစ်လောလောဆယ်တီမောကတော့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သွားပြီလက်ရှိဒီနေ့အာဆီယံလစ်စည်းရင်းအမှတင်ထားတဲ့အတိုင်းเนาะမြန်မာမပါပါဘူးเนาะ တနာဖို့ကောင်းပါတယ်တိလာဟမ်မင်းအောင်နိုင်တက်ခွင့်မရတာပါဒါကိုကြော်မျိုးမင်းကဘလို့ဖာကြားဆိုပါအဲမလေးရှားဝင်ကြီးချုပ်လားမလေးရှားနိုင်ငံကြီးဝင်ကြီးကပြောတယ်တဲ့အဲတူတက်မှာတူတူမတက်ပါဘူးလို့ပြောတယ်မင်းအောင်နိုင်ကိုမတက်ပါဘူးလို့ပြောတယ်ပေါ့တက်မှာမဟုတ်ဘူးလားမတက်မဟုတ်မတက်ပါဘူးပေါ့တူမတက်ဘူးပေါ့အဲ့လိုပြောတယ်ဒါမဖိတ်တာပြောတာမဟုတ်ဘူးလေသူကစကားကိုကတ်ပြောတယ်မင်းအောင်နိုင်ကိုအာဆီယံအလက်ကဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဖိတ်ထားရင်မင်းအောင်လှိုင်တက်တယ်မတက်ဘူးဆိုတော့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမင်းအောင်လှိုင်ထက်ပိုတိမလားမင်းအောင်လှိုင်ရဲ့အရင်တိအောင်မဟုတ်ဘူးလား तू ဆုံးဖြတ်ကမှလေဟုတ်တယ်နော် तू မဖိတ်ထားလို့တာလေဒီလူမတက်ဘူးဆိုတော့ तू အတက်ပြောရဲတာပေါ့တန်တမာရေးစကားရတော့အာအဲ့ဒီကမေလိုတောင်းလိုက်တာကိုကျွန်တော်တို့မဖိတ်ထားဘူးဗျာဒီကောင်ရက်ွက်ထက်ကစကားတိုင်းပြောလို့မရဘူးလေအဲ့တော့ဘာပြောလဲမဖိတ်ထားဘူးဆိုတဲ့စကားကိုမတော်မှုပါတန်တမာရင်ကျင်းမှုအရာဘလို့တုံးတယ်သူမတက်ပါဘူးလို့တုံးတာ အဲဒါကိုကြော်မျိုးမင်းကဖာလိုက်ကြသေးတယ်အဲမတိမင်း online ပဲမတက်ရင်ဒီမောပဲအာဆီယံအဖွဲ့ဝင်နိုင်ငံမဖြစ်သလိုအခုဒီမောအာဆီယံအဖွဲ့ဝင်ပြောပါပြီနော်သတင်းလေးဖတ်ပြအာဆီယံအဖွဲ့ကြီး7ခုမြောက်နိုင်ငံအဖြစ်ရှစ်ဒီမောနိုင်ငံကိုယခုကျင်းပနေတဲ့58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးလက်ခံလိုက်ပြီးဖြစ်သည်ဒီနေ့အော်တိုဘားလ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပပြုလုပ်နေသည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်လက်ခံလိုက်ခြင်းဖြစ်ပြီး အရှိတီမောဝင်ကြီးချုပ်ထံသို့အဖွဲ့ဝင်အတိအပြည့်ဝင်ခွင့်ပြုမှုကိုတရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံ၏၁၇ခုမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည့်တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှွေးထွေးစွာကြိုဆိုကြောင်းတရားဝင်ထုတ်ပြန်ကြေညာသည်တီမောလက်တွေ့နိုင်ငံအနေနဲ့အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုဆိုပါတယ်ဒီအခမ်းအနားတစ်ကနေ့ ကျွန်တော်တို့ရဲ့ data တွင်စီးလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပုံမခိုင်မာစေဖို့စွန့်မှုံကောင်းတောင်းအပ်ပါတယ်ဟုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာသည်အရှေ့တီမောလက်စတင်နိုင်ငံတွင်အမျိုးသားညီညွတ်ရေးအစိုးရ UNG ဆက်ဆံရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောတမရဟိုစေရန်မို့ဟောတာကမြမအရေးကိုနိုင်ငံတကာတွင်ပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့သည် UNG နိုင်ငံရေးဝန်ကြီးဒေါ်စင်မာအောင်က2023ခုနှစ်နှင့်2024ခုနှစ်အတွင်းတီမောနိုင်ငံတို့တွားရောက်ခဲ့ပြီးနောက် ဆက်တွဲအနေဖြင့် NGO ဆက်ဆံရေးရုံးကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့တယ်။ NGO အစိုးရတာဝန်ရှိသူများကိုဒီမော့အစိုးရသမရနှင့်ဝန်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံပြစ်ဆုံးသည့်အပြင်နိုင်ငံတကာတွင်လည်းအစံဖက်စစ်ကောင်စီ၏အာဏာသိမ်းမှုကိုဒီမော့အစိုးရကရှုံချကြောင်းထုတ်ဖော်ပြောဆိုထားသည်။အရှေ့ဒီမိုတမရနဲ့ဝန်ကြီးချုပ်တို့ဒီမြန်မာဒီမိုကရေစီအရေးအတွက်နိုင်ငံတကာတွင်ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပြီး အကြမ်းဖက်မြန်မာစစ်တပ်ကတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လအတွင်းအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့စာရေးသားပေးဖို့ကန့်ကွက်ခဲ့တော်လဲအရာမထင်ခဲ့ပေကန့်ကွက်ပါတဲ့တီမောကိုအာဆီယံအဖြစ်ပေးတာကန့်ကွက်ပါတဲ့ပုံဤစကေတလုံးမှနားမလည်တဲ့ဘဘိုင်မေအောင်လိုက်နော်အဲ့ဒါပဲနိုင်ငံဆိုအဲ့ဒါပဲအဲ့တော့တီမောက အာဆီယံကိုလာတွေ့ပြီးတော့အချိုတိုက်တော့အမှန်ကကြောလေးပုတ်ပေးတာအဲ့ဒါဖီးတက်ပြီးတော့ NGO ဒီမောကလက်မခံတော့ဘူးငါတို့ကမှအချိန်တန်တော့အစိုးရချီပဲလာတယ်ဆိုတာမျိုးတို့တို့တို့အစိုးရဆိုပြီးអော်ခဲ့တာဟမ်ဟိုကမလေးရှားသတင်းစာဆောင်ကအာဆီယံအစည်းအဝေးတက်မဲ့စီးရင်ထဲမှာမှားမဲ့ပြီးတော့ဒီတောက်ဆောက်ဖို့တာစတဲ့တောင်းလိုက်တာဆောက်ဖို့နာမည်ကိုပါသွားတာအဲ့အလားတစင်ဦးတို့ကြော်စိုးဦးတို့ကြော်မျိုးမင်းတို့လှော်ကြတာတို့ဘအာဆီယံတက်မဲ့ဆိုပြီးတော့အဲကြော်မျိုးမင်းဆိုဘယ်လောက်ထိလော်ခဲ့အောင်မို့ အာနိုင်ငံကကောင်းဆောင်တွေကတဲ့သူတို့အပေါင်းသူလဲသူ့ရဲ့အင်အားကိုတိဆောက်နေပြီဖြစ်တဲ့အတွက်ငါတို့နဲ့သူနဲ့ကလယ်ပယ်ဆက်ဆံလို့ရပြီဒါကြောင့်မို့လို့အဲမင်းအောင်နိုင်ကိုနိုင်ငံကကောင်းဆောင်တွေကတော့ပွဲလဲတင့်ပြီပေါ့ဒါနိုင်ငံကကောင်းဆောင်တွေဈာမသူတို့ရဲ့မင်းအောင်နိုင်ကစူးကြဲတဲ့ကပွင့်တဲ့ပန်းတစ်ခတ်လို့ဖြစ်နေတာပေါ့မဲဟမ်စူးကြဲတဲ့ကပွင့်တာနော်အဲကျော်မျိုးမျိုးပြောထားတာနော်ကျွန်တော်ပြောရမို့အဲ့ဒါ အဲနောက်ပြီးတော့အတူတူအဖမင်းအောင်နိုင်ကအမေရိကန်တမန္တဒေါ်နယ်ထရန့်နဲ့ပါတွေ့မှာဒါကတော့ကြုံမျိုးမင်းပထမရက်ကပြောတာဘာလို့ဆိုတော့အဲ့လိုပြောတယ်အစည်းအဝေးတစ်ခုတွေ့တယ်ဗျာအစည်းအဝေးတစ်ခုတွားတက်တယ်ဆိုရင်နိုင်ငံငါးကောင်းဆောင်တွေကခုနကပြောအဓိကတော့နိုင်ငံငယ်တွေပေါ့ကိုတဲ့အကြီးတဲ့ပါဝါကြီးတဲ့နိုင်ငံကောင်းဆောင်တွေဘယ်သူနေတွေ့ခွင့်ရမလဲအခုဆိုသဘောတရုတ်မှာဗာပွဲရှိတယ်အဲ့ဒီပွဲကိုနိုင်ငံကောင်းဆောင်တွေတွားတယ်အဲ့ဒီခေါင်းဆောင်တွေထဲမှာခေါင်းဆောင်အချင်းချင်းဘယ်သူနဲ့ဘယ်သူတွေ့ရအောင်ဆိုတော့တခါတည်းအမှချိတ်ဆက်ကြတာအကုန်လုံး အဲဒါတာဟိုနိုင်ငံကောင်းဆောင်တွေလုတ်နေရဲ့အစအခုလဲမလေးရှားပွဲကိုမင်းအောင်နိုင်ရမှန်းထားတာတူတက်မှာတူတက်ပြီးတော့တရားဝင်သူ့ကိုလက်ခံလာအောင်ဒူလုတ်မှာလုတ်ပြီးလို့ရှိရင်ကိုနေကပြောသလိုဒေါ်နယ်ထရန့်ကိုပလွေဝဲပုတ်ပေးရမှုတ်ပေးရအကုန်လုတ်မှာနော်ခြေတော်ပဲကောင်းရက်ကရက်ကမင်းအောင်နိုင်လုတ်ဖို့စဉ်းစားထားတာအခုတော့အဲ့ဒီအဆင့်လေးတော့မရဘဲနဲ့အာဆီယံတောင်ခွေးကလက်တက်ခွင့်မရတဲ့ဘဝရောက်သွားတာအဲ့ဒါကိုဗာပြန်ပြောလဲဆိုတော့ဒီကြော်မျိုးမင်းတို့ကနေတော့မင်းအောင်နိုင်ကတူမတက်ရှင်လို့မတက်တာတဲ့နော် မင်းအွန်လိုင်းမတိုင်ဒုက္ခရောက်မှာတီမောတဲ့တီမောနိုင်ငံအာဆီယံဖွဲ့ဝင်နိုင်ငံမဖြစ်ဘူးတဲ့သူတို့တောက်ကွက်မှာဆိုတော့စဉ်းစားကြည့်ဒီအခုတီမောဘာဖြစ်သွားပြီအာဆီယံဖြစ်သွားပြီနော်အဲ့တော့တီမောကအစအတည်းကဘာပြောထားလဲပွဲရတော့လှပြီနော်အဲ့တော့အာဆီယံအခုဒီနေ့အစည်းအဝေးဆုံးဖြတ်ချက်ကိုအတင်းစိတ်ကိုတော့အာဆီယံမကြေညာသေးဘူးဘာတွေဆုံးဖြတ်ထားလဲလို့ဒီနေ့ဒေါ်နယ်ထရန့်မှာဝင်ရောက်ဆွေးနွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအများစုမျှော်လင့်တောင်းတနေတာတော့ မြန်မာပြည်မှာတိုင်းပြည်လုံးကိုတက်ဖြတ်နေတဲ့ဒီအာနာယူအကြမ်းဖက်စစ်ကောင်းဆောင်တွေကိုကောင်းကောင်းအေးအေးယူနိုင်ပါစေလို့ပဲစောင့်ညွန်နေကြတယ်ဒါပြည်သူများစုပဲအခုနေမင်းအောင်နိုင်အောင်လာဖမ်းမဲ့ကြီးညာလိုက်ကြည့်ပါမင်းအောင်ဟမ်ပြည်သူအများစုရဲ့ဆန္ဒဟုတ်လားမဟုတ်လားမယုံရင်မင်းအောင်နိုင်ကိုတခုတခုကဖမ်းမယ်လို့ကြီးညာလိုက်ကြည့်မြန်မာပြည်သူတွေဝမ်းနေမလားဝမ်းသာမလားအဲ့ဒါအဖြေပဲเนาะအဲ့ဒါအဖြေပဲเนาะအဲ့တော့ ခဲ့တာကကျွန်တော်နိုင်ငံထဲမှာလည်းဖက်ခွက်စားတွေကပေါ်တယ်ဗျ။เนาะဘယ်ဘက်တောင်လဲတာတဲ့ဘက်ပြေးကတ်မဲ့ဟာမျိုးတွေ။เนาะအခုဆိုရင်ဒီမင်းသား၄កောင်ပေါင်းပြီးတော့၄ယောက်တောင်မဟုတ်ပါဘူးဗျ။၄កောင်၄កောင်မင်းသားဆိုတဲ့កောင်တွေ၄កောင်ပေါင်းပြီးတော့បာလို့လာလဲစစ်កောင်စီရဲ့ဝါရဖြန့်ကားတွေရဆဝင်ရိုက်ပြီးတော့ပြည်သူကိုရန်ငါပြက်စွာနဲ့စောက်ကယူမဆိုင်ဘူးဆိုတဲ့ဟာကိုထုတ်ပြလာတဲ့အစင်တီဖြစ်လာပြီ။အဲ့တော့အရှင်းဟိုဘက် channel မှာကျွန်တော်ခရင်ကပြောခဲ့သလိုပဲလက်ရှိဇော်မဲလုံးပြောထားတဲ့ဇာတ်ကားလေးကို တော်လှန်ရေးအင်အားစုမှလက်နက်ကင်ထားကြတဲ့ UG တွေ PDF တွေအားလုံးလိုက်နာနားထောင်ပေးကြပါဒီတစ်ခါတော့ဇော်မဲလုံးစကားအောင်နားထောင်ပေးလိုက်ပါဇော်မဲလုံးကပြောထားလဲဆိုတော့အတန်းဖက်သမားတွေနဲ့အတူတူရှင်တွဲနေတိုင်းပတ်သက်လှုပ်ရှားနေရင်အဲ့ဒီဒူတွေဟာအချမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်အချမ်းဖက်တိုက်ပြရေးဥပဒေနဲ့အရေးယူခွင့်ရှိပါတယ်တဲ့အဲ့တော့လက်ရှိမင်းအောင်လှိုင်ဆိုတာမနေ့9နာရီမှာ ကာလုံမခေါ်ဘဲနဲ့တမရအပါဝင်အစိုးရထိပ်မင်းခေါင်းဆောင်တွေကိုလက်နက်အားကိုနဲ့မတရားဖမ်းဆီးထားတဲ့ဥပဒေဖောက်ပြက်ထားတဲ့နိုင်ငံတော်ပုံကံမှုကျူးလွန်ထားတဲ့ယာဇဝက်ကောင်အဲ့ဒီယာဇဝက်ကောင်ကဘာထက်လို့လဲတိုင်းပြည်ထဲမှာရှိတဲ့ပြည်သူတွေကိုနှိမ့်စင်ရက်စဲစစ်ယာဇဝက်မှုတွေကျူးလွန်ပြီးတပ်ဖြတ်နေတယ်အဲ့တော့အဲ့တော့အကြမ်းဖက်တမားယာဇဝက်ကောင်နေနဲ့တွားပေါင်းတင်းပြီးတော့ဒီယာဇဝက်ကောင်တွေနိုင်ငံရဲ့အာဏာရအောင်လှုပ်ပေးတဲ့တူတွေအားလုံးဒီအကြမ်းဖက်အားပေးတယ်ဒါညီလို့မရဘူးဟုတ်တယ်နော်ဘာလို့ဆိုတော့ဒီအာဏာသားရဲ့စစ်တပ်ကို နိုင်ငံတကာကတရားဝင်အတိအမှတ်ပြုထားတဲ့ CRPH ကအကြမ်းဖက်မှာကြီးညာထားပြီးသားအဲ့တော့ဒီအကြမ်းဖက်လို့ကြီးညာထားတဲ့အဖွဲ့စည်းနဲ့တွားရောက်ပတ်သက်ပြီးတော့မဲပါဆွဲပေးသေးတယ်ဆိုတော့ဒါပြောစရာမလိုတော့ဘူးအဲ့တော့လက်ရှိဝါဒပြန်ကားမှပါဝင်တဲ့ဒူတွေအားလုံးဟာအကြမ်းဖက်တိုက်ပြရေးဥပဒေကြောင်းအရအေးအယူဝင်ရှိပါတယ်ဒါကြောင့်မလို့ UG တွေ PDF တွေနော်ပကဖတွေစသဖြင့်လက်ရှိတွန်လိုင်းမှာလက်နက်ကင်ဆောင်ပြီးတော့ပြည်သူ့ဘက်ကနေမမမမရက်တိနေတဲ့ ော်လိုင်းအင်အားစုတွေအားလုံးဇော်မဲလုံးပြောထားတဲ့ဇကားလေးကိုလိုက်နာပေးပါလို့သတိပေးရစေအဲ့ဒါကတော့အကျမ်းဖက်ဓမ္မအတွေနဲ့အတူတူရှင်တွဲနေထိုင်လောက်ကိုင်းပတ်သက်တဲ့သူတွေအားလုံးကိုအကျမ်းဖက်ဥပဒေအရအရေးယူခွင့်ရှိပါတယ်အဲ့ဒီအတွေ့ဒီတီသူကိုကော့ပြတဲ့သူတွေအားလုံးဒီစည်ရေးပြစ်မှတ်ကိုတရားဝင်တိစောက်ခွင့်ရှိပါတယ်เนาะဒါပါပဲ